မိမတွေရဲ့လက်နက်ကမျက်ရည်လို့ပြောရမလားမျိုးကမျက်ရည်ကြခဲ့တကယ်အပြင်ဘွားမှာမငိုးတတ်ဘူးလွယ်လွယ်နဲ့လည်းကိုဘွားကိုရှုံမပေးတတ်ဘူးအဲ့လိုမျက်ရည်ကြအောင်ရှက်တဲ့ထဲမှာပါတယ်ဒါမလားအကယ်ဒမီကလည်းငိုးရဲတော့အပြင်မှာတစ်ခုခုရှင်းရတယ်ပြဿနာရှင်းရလို့ငိုးရဲတော့တစ်ခုခုဖြစ်လို့ငိုးရဲလို့ဆိုတာမျိုးမျိုးကရှားတယ်ဟိုမျက်ရည်ရှုံလို့သတ်မှတ်ထားတာမဟုတ်မျက်ရည်ကြတယ်ဆိုတာလက်တွေ့ဖြေရှင်းနေမဟုတ်ဘူးလို့ထင်လားပြီးတော့တယောက်ယောက်ပုံမှာကိုကအဲ့လိုငိုးလိုက်ပြီးတော့မှာ ရလာမဲ့ချစ်ချင်းမေတ္တာမျိုးတနာကိဥနာမျိုးမျိုးမလို့ရှင်မိမရရဲ့လက်နက်ကမျက်ရည်လို့ပြောရမလားမျိုးကမျက်ရည်ကြခဲ့တကယ်အပြင်ဘဝမှာမငိုးတတ်ဘူးအဲ့လိုအဲ့လိုလေလွယ်လွယ်နဲ့လည်းကိုဘဝကိုရှုံးမပေးတတ်ဘူး ဲ့လိုမျက်ရည်ကျအောင်ရှက်တဲ့ထဲမှာပါတယ်ကွာအဲ့လိုအဲ့လိုငိုအင်တာဗျူးဖြစ်ရင်လည်းငိုရဲရောတယ်မလားအကယ်ဒမီကလည်းငိုရဲရောအပြင်မှာတစ်ခုခုရှင်းရလေပြဿနာရှင်းရလို့ငိုရဲရောတစ်ခုခုဖြစ်လို့ငိုရဲရောဆိုတာမျိုးမျိုးကရှားတယ်ဥမာကွာနိုင်အိမ်သွားရင်တော့တအားငိုခဲတယ်မျိုးဘယ်လိုလက်ခံတာလဲဆိုတော့ဘုံကအမနာရေးအိမ်သွားရဲဆိုရင်နာရေးမှာမျိုးတော့နာရေးရဲ့မိသားစုပေါ့နော်ပွေလွန်သူရဲ့မိသားစုပေါ့ကမျိုးတော့ဘာလို့သွားလဲဆိုတော့ဒီမိသားစုကိုမျိုးတော့အားပေးဖို့သွားတာ ပြီးတော့သူကအားပေးတဲ့အချိန်မှာဒီမိသားစုကလည်းသူကကိုကိုရီတမိသားစုလည်းသွားတာမဟုတ်သူ့မှာလာသမျှလူစုဧည့်ခံရတာကွာလာသမျှလူဧည့်ခံရတဲ့အချိန်မှာဟဲ့ဘယ်လိုဖြစ်လို့စုံမသွားရလဲအိုးဘယ်လိုဆိုပြီးကိုကပါလိုက်ငုံနေရင် အလိုက်ခံစားပြီးလိုင်းကုန်နေသူတို့ကလည်းငိုမှာကာယကံရှင်ကကိုတယောက်ထဲဧခံရတာမို့သူ့မှာဧတဲ့ကသူနဲ့ခင်တဲ့လူကအရောက်တရာရှိအဲ့အရောက်တရာလုံးလာပြီးတော့အဲ့အဲ့လိုငိုတဲ့လူတွေလာလို့ရှိရင်သူကတူတူပြိုင်တူငိုပြီးတော့သူကဝမ်းနေနောက်ကျောင်းနေပြန်ဘယ်တော့မှဘလို့ဖြစ်ပါရဲဘာညာဆိုတဲ့ခါကျတော့ခံစားနာကျင်ဆုံရှုံရတဲ့လူထပ်ပြီးတော့နောက်တုံးနဲ့ဆွတာလည်းမတူဘူးလားအဲ့လိုပဲမြို့ကဘာတတ်မှတ်ထားလဲဆိုတော့နိုင်ရင်သွားရဆိုလို့ရှိရင်ကိုအားပေးရမယ်အားပေးရမယ်လို့ဖြစ်တဲ့အတွက်ဘယ်တော့မှမငိုငိုတဲ့အလေးချက်မျိုးကမရှိဘူးအဲသွားတဲ့သူကတော့သွားပြီချိန်ရတဲ့သူက ကောင်းမွန်စွာနေထိုင်ဖို့ပဲလိုတယ်။အဲပြီးရခါကျတုတ်တက်ဘာတွေကောင်းမှုကုသိုလ်လုပ်ပြီးလို့ရရလဲဆိုတဲ့အကြောင်း။ဒါပေမဲ့အဲ့လိုဆက်ငင်ဆက်ငင်ကြီးနဲ့အကြာကြီးတဟုတ်ဟုတ်ခံစားနေရတာဆိုလို့ရှိရင်တော့လေဟိုပြီးဆုံးသွားမှတူအချိန်တိုးတွင်းပြီးဆုံးသွားတာပိုကောင်းတယ်လေ။ဘာလို့ဆိုတော့မြို့ကဘဝမှာအကိုရောဖေရောဆုံးရှုံးမှုတယ်။အဲ့တော့မိသားစုဆုံးရှုံးရတယ်ဆိုတော့ခံစားချက်ကိုကောင်းကောင်းသိတယ်။အဲ့တော့သူများမိသားစုတွေအဲ့လိုမျိုး လိုလိုနာရေးမှာသွားပြီးတော့နှစ်သိမ့်အားပေးရဆိုရင်ဘာမှမဟုတ်ဘူးကိုကိုကလည်းအိမ်ထဲကအိမ်မာထဲကစိတ်ကိုပြင်ဆင်သွားတယ်ဒီကရောက်ကြလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်အဲ့လိုဘယ်လိုခေါမလဲစိတ်ပျော့တာမဟုတ်ပါစိတ်လွတ်ပေးတတ်တဲ့သူကဝမ်းနည်းလွယ်တယ်အဲ့လိုမျိုးကသူကစိတ်ကိုအဲ့လိုလွတ်ပေးတတ်တဲ့လူမဟုတ်တဲ့အတွက်မလွယ်ဘူး ဘာဆိုတက်ရွယ်တစ်ခုရောက်လာတာလည်းပါတယ်ကွာတမလားအရန်ပျော်လိုက်ရတာရောအရန်ဝန်းနေသွားတာရောအရန်ခံစားသွားတာရောအရန်ပြိုလဲသွားတာရောဆိုတာမျိုးကဒီရွယ်မှာမရှိတော့အကိုဆုံးတော့ရောငိုတယ်အဖေဆုံးတော့မျိုးမြိတ်စမှာမကြောက်နားရေးဆဆုံးကုန်းစီစဉ်တဲ့အကုန်လောက်တယ်ဘာလို့ဆိုတော့အဖေကအရန်ဝေဒနာခံစားခဲ့ရတာဖြစ်တဲ့အခါကျတော့သူဘဝတစ်ပတ်ကိုအဲ့လိုမျိုးပေါ့ခုပြောင်းသွားတာသူတို့ကပိုကောင်းနေရေဆိုတော့လူဆိုတာလေးအဲ့လိုလေးမွေးလာတယ် မွေးပြင်းသိဆုံးသွားတာဒါတဘာဝပဲပေါ့နော်အဲ့မွေးရဲ့ဟိုမွေးလာပြီးတော့မသိဆုံးခင်ကြားရမှာပေါ့ကောင်းမွန်စွာရှင်သန်မှုအများကြီးကြိုးစားရတယ်။ကိုတကယ်တိပြီးနားလဲပြီးရဲ့အချိန်ကနေပြီးတော့ကိုလက်ရှိရှင်သန်နေရတဲ့အချိန်အထိကိုတွက်ကြည့်ကြည့်လိုက်ကိုဘဝမှာပျော်ရွှင်မှုနဲ့အဲ့လိုဝမ်းနည်းမှုအဆင်မပြေမှုတွေကဘယ်ဟာပုံများလဲလို့တွက်ကြည့်မတန်အောင်နော် ဆိုတော့အဲ့တော့ကိုဘွားမှာကိုကအဲ့လိုတန်တဲ့ဟာလေးလုပ်ဖို့လိုတယ်ကွာကိုနောက်တဘွားဒါမှမဟုတ်လက်ရှိဘွားမှာကို အကောင်းဆုံးရှင်သန်လို့ရတဲ့ဟာကိုကိုလုပ်ရမယ်ပြီးရင်အဲနောက်ဘွားအတွက်ပေါ့နော် နောက်ထပ်တစ်ပွားအတွက်ကိုကိုကဘာ carry လုပ်လို့ရလဲကိုပါသားကိုပါသားတရားနဲ့ကိုတွေ့သွားလို့ရတဲ့အရာရှိအဲ့ဒါတွေကိုကလောက်အောင်ပါ past အတိတ်အတိတ်မှာပေါ့နော်ပြီးခဲ့တဲ့အတိတ်တွေမှာပဲကိုကနစ်မျောနေပြီးနာကျင်နေတယ်ကိုရဲ့ဆုံးရှုံးမှုတွေကိုရဲ့ပျက်စီးမှုတွေအဲ့ဒီဘက်မှာနာကျင်နေအဆင်မပြေဘူးပြစ်ဆုတ်ပံကိုပဲတက်တက်ရှူပြီးတော့ကောင်းကောင်းဆက်သွားဖို့လိုတယ်အရင်လဲအဲ့လိုပေါ့နော်အနာဂတ်ကိုအရင်မျှော်မှန်းပြီးတော့ stress တွေများပြီးတော့ဖိအားတွေများပြီးရှင်သန်နေရင်လည်းအဆင်မပြေဘူးလူဖြစ်ရှုံးတယ်လေဘာလို့ဆိုတော့အဲလူဘွားကတော်တော်လေး ကိုကဟုတ်တယ်အသက်တရားထိလည်းနေရရနေကောင်းနေနိုင်မယ်ခဏလေးနဲ့လည်းဘဝပြီးရင်ပြီးသွားနိုင်တယ်ဆိုတဲ့အခါကျတော့ဒီနေ့ဟာကိုအကောင်းဆုံးရှင်းသဖို့ပဲလိုပါတယ်ဟိုမျက်ရည်ရှုံးလို့သတ်မှတ်ထားတာမဟုတ်မျက်ရည်ကျတယ်ဆိုတော့လက်တွေ့ဖြည့်ရှင်းနေမဟုတ်ဘူးလို့ထင်လားအဲပြီးတော့ဘဝမှာကအများကြီးဆုံးရှုံးခဲ့ဘူးတဲ့သူဖြစ်သွားတဲ့အခါကျတော့တောင်းတောင်းကအဲ့လိုမျိုးတိတ်မငိုတက်ဘူးပြီးတော့ငိုရာကလည်းကိစ္စတိုင်းရဲ့ပြဿနာတိုင်းရဲ့အဖြေရှင်းချက်အစစ်မှန်မဟုတ်ဘူးပြီးတော့တယောက်ယောက်ပုံမှာကိုကအဲ့လိုငိုလိုက်ပြီးတော့မှ ရလာမဲ့ချစ်ချင်းမြတ်တာမျိုးတနာကိဥနာမျိုးမျိုးမလို့ခြင်းတိလာအမှန်တရားတစ်ခုကသူကသူအမှန်တရားပဲအဲ့တစ်ခုရဖို့အတွက်မျိုးရည်ကန်ထိုးရတာမျိုးတွေအဲ့လိုမျိုးဟာတွေကအဆင်မပြေနေဘူးဒါအမှန်တရားမဟုတ်စိတ်မာတာမဟုတ်စိတ်ပျော့တာ哦မျိုးလည်းငိုတဲ့ချိန်ရှိတယ်ဒါပေမဲ့ကိုငိုတာကိုအခန်းထဲမှာပဲငိုတာပေါ့ဥမာအဲ့လိုတားနဲ့ခွဲရတဲ့ခိုက်တဲ့နေမှာဆိုလို့ရှိရင်မျိုးတားရှိမှာဘယ်တော့မှမဟုတ်အဲ့ဒါတားကိုတောင်းငိုပြလိုက်လို့ရှိရင်သူကြောင်းတက်ကစိတ်ဖြောင်းမှာမဟုတ် သူ့အမေကအဲ့လိုငိုပြီးကြံခဲ့တယ်ဆိုတော့ရှင်မသားမေမေရဲ့မေမေကသားတော်ရင်ကိုမှလာငိုဘောဘာလို့ငိုမှသားလေးရဲ့လို့ပြင်ချိန်နဲ့ပြန်တွေ့ရမှာပဲအဲ့သဘောပဲလေဘာလို့ဆို तू ကဝမ်းနေလို့ငိုတဲ့အချိန်မှာမျိုးကအပြိုင်လိုက်ကိုပေးလို့မရအောင်အဲ့ချိန်မှာတင်းခံထားမှာစိတ်ကိုတင်းထားပြီးတော့မှကိုငိုချင်တဲ့စိတ်ကိုကိုကဖျောက်ထားရမှာလေစိတ်ကိုတင်းပြီးတော့မှကိုငိုလိုက်လို့ရှင့် ိုအဲ့ချိန်မှာစိတ်တော့ပေါ့ပွားသွားမှာဒါပေမဲ့တားမှာပုံလေးသွားမှာအဲ့တော့မျိုးကငိုလို့မရအောင်ဒါပေမဲ့ဘလောက်ပဲသူသွားတဲ့အချိန်မှာလည်းကိုယ့်အစိတ်ကိုဘယ်လိုပဲဟွာဖြစ်တာပဲဒီတိုင်းနေနေလေအဝမ်းနေတဲ့ခံကမျက်ရည်တော့အလိုလိုကျလာတာရှိရပါတော့เนาะအဲ့လိုဆိုတော့အဲများသောဖြင့်မငိုဖို့ပဲနေဟာပဲဒါပေမဲ့ယောက်ျားဖြစ်မိမဖြစ်တော့ငိုခွင့်ရှိယောက်ျားမလို့မငိုအောင်ဆိုတော့မရှိဘူး အဲဒါပေမဲ့အဲ့လိုမျိုးတရားထိုင်တရားထိုင်ပြီးအဲ့လိုမျိုးတရားပါရေးသေချာထိုင်ကြည့်ပါညာလို့အဲ့လိုမျိုးကတိတ်ပြောဟောမဖြစ်တော့ခံခံစားချက်ကောင်းတယ်ကွာဘာလို့ပေါ့အရင်ကိစ္စတွေကိုတော်တော်များ positive vibe နဲ့မြင်တက်လာတယ်ကိုဘာလို့ခေါမလဲကိုဘဝိဖန်နာအကောင်းဆိုးအရင်တော့ဆိုရင်မျိုးအရင်ဟိုစိတ်မြန်တဲ့လူကိုတုတ်ပြန်တတ်တယ်အခုဆိုရင်အကောင်းဆိုးအားလုံးကိုလက်ခံနိုင်တယ်အားလုံးကအကျိုးကြအကြောင်းတရားအချို့ကစီလျော်တာလည်းရှိတယ်မစီလျော်တာလည်းရှိတယ်ဘယ်လိုဖြစ်မျိုးလက်ခံနိုင်တယ်ဟုတ်